မင်္ဂလာပါရှင်မြန်မာနေ့ကျမတို့ကအတူတကွာလေးလာကြမှာကတော့ El Rice နဲ့ Jack Trout တို့ရဲ့အယံနမည်ကြီးတဲ့စောက်တို့ပါ The 22 Immutable Laws of Marketing ပေါ့ Okay မင်္ဂလာပါခင်ဗျာဒီစောက်ကတကယ်ကန်တွင်စောက်ပါဟုတ်ပါတယ်အဲအဲ့ဒီကအဓိကကျတဲ့အတွေးခေါ်တွေကိုနက်နက်ဆိုင်ဆိုင်ကြည့်ကြမယ်ပေါ့နော်။ဘာလို့လဲဆိုတော့လေစီးကွက်ရှာဖွေရေးမှာဘီလီယံချီတုံးပြီးတော့ မအောင်မြင်ပဲဆုံးရှုံးသွားတဲ့အစီအစဉ်တွေအများကြီးရှိခဲ့တယ်ဆိုတော့ဒီစာအုပ်ကမိမောင်းထူပြထားတယ်လေဟုတ်ပါတယ်ဆိုတော့ဒီနေရာမှဒီကိုနားလည်ထားဖို့ကအရေးကြီးတာပေါ့အဓိကအခြေခံအကြောင်းလို့ပြောလို့ရမယ်တစ်ချက်ကဥပဒေနံပါတ်၄ပါ the law of perception ဩ perception ဆိုတော့အမြင်ပေါ့နော် ဟုတ်တယ် secret ချဖွေဆိုတာကလေထုတ်ကုန်လေရပြန်ွယ် m တကယ်မဟုတ်ဘူးလူတွေရဲ့စိတ်ထဲကအမြင်တွေသဘောထားတွေရပြန်ွယ်ဗျာ ဲ့ဒါအဓိကပဲဆိုလိုတာကအကောင်းဆုံး product ကအမြင်နဲ့နိုင်တာမဟုတ်ဘူးပေါ့အတိအကျပဲလူတွေကဘယ်ဟာကိုအကောင်းဆုံးလို့ထင်တယ်လဲဆိုတာကပိုအရေးကြီးနေတာဥပမာ Honda ကားနဲ့ Toyota ကားဘယ်ဟာပိုကောင်းလဲငင်းကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့လူတွေရဲ့ခေါင်းထဲမှာဘလိုမြင်ထားတယ်လဲဆိုတာကအဆုံးဖြတ်ဖြစ်သွားတာပေါ့လေဟုတ်ပါတယ် New Cookie စာလို့ပေါ့အရာဒါဆန်းနာမှာသူကအဟောင်းကိုရော Pepsi ကိုရော နိုင်ခဲ့တာဒါပေမဲ့လူတွေက Coca-Cola Classic ရဲ့မူလအရာဒါဆိုတဲ့ perception ကိုပဲအတေးဆွဲနေကြတာလေအဲ့ဒီအမြင်ကိုပြောင်းဖို့မလွယ်ဘူးရှုပ်ထွေးတယ်နော်ဒါဆိုဥပဒေစက်အရာက the law of leadership ပိုကောင်းတာတဲ့ပထမဆုံးဖြစ်တာကပိုကောင်းတယ်ဆိုတာလေအဲ့ဒါကဘယ်လိုမျိုးလဲအဲ့ဒါကလည်းအရင်ကြီးရဲ့ချက်တစ်ချက်ပါပဲပထမဆုံးဖြစ်ခြင်းကအာသာချက်ရှိတယ်လူရဲ့စိတ်ထဲကိုပထမဆုံးရောက်ဖို့ကနောက်မှလိုက်ရတာတဲ့ပိုလွယ်တယ်လေဟုတ်ကဲ့ Charles Lindbergh လို့ပေါ့ Atlantic ကိုပရမဆုံးတရားထဲဖြတ်ပြန်ခဲ့လို့သူ့ကိုလူတွေမှတ်မိနေတာဒုတိယလူ Bird Hinkler ကသူ့ရဲ့ပုံမြန်မြန်ပိုအကုန်ချနေနေနဲ့ပြန်နိုင်ခဲ့ပေမဲ့ဘသူမှတိုက်မတိကြဘူးဟုတ်ကဲ့ Hot so IBM တို့ခုတ်တို့လို့ပေါ့နော်သူတို့ကနာရီနာပရမဆုံးနေမှန်ပါတယ်ဒါပေမဲ့အဲ့ဒီမှာဒါပေမဲ့တခုရှိတယ်ဥပဒေတော် The Law of the Mind ကပိုရေးချည်တယ်လို့ဆောက်ကဆိုတယ်စီချဲမှာပထမဆုံးဖြစ်ဖို့ဟုတ်တယ် စီကွတ်ထဲမှာပထမဆုံးဖြစ်တာကအခွင့်ရေးပဲတကယ့်တိုက်ပွဲကဝဲသူရဲ့စိတ်ထဲမှာပထမဆုံးနေရာရဖို့ပဲ IBM က mainframe လောကမှာ univac နောက်မှာဝင်တာအော်ဟုတ်လားကျွန်မ IBM ကပထမဆုံးထင်နေတာอืมဒါပေမဲ့သူရဲ့ marketing account တော့လူတွေရဲ့စိတ်ထဲမှာ computer ဆို IBM ဆိုပြီးဆွဲသွားရောဆိုတော့စီကွတ်မှာပထမဆုံးဝင်တာကောင်းတယ်ဒါပေမဲ့စိတ်ထဲမှာပထမဆုံးဖြစ်အောင်လုပ်နိုင်ဖို့ကအဓိကပဲ လူတယောက်ရဲ့စိတ်ကိုပြောင်းဖို့ဆိုတာကတော်တော်ခက်ခဲတယ်ဗျာ။ Ừm ဒါဆိုကိုကပထမဆုံးလည်းမဟုတ်ဘူးလူဒီစိတ်ထဲမှာလည်းနေရမဥနိုင်ခဲ့ဘူးဆိုရင်ကဘလို့လောက်ရမလဲအရှုံးပေးလိုက်ရတော့မလား။ဟမ်အဲ့လိုတော့လည်းမဟုတ်သေးဘူးနီလာနေရှိပါတယ်။တခုကဥပဒေနဲ့ the law of the category ကိုပထမဆုံးဖြစ်နိုင်မဲ့ကာနာတစ် category တစ်တကောကိုဖန်တီးလိုက်ပေါ့ကာနာတစ်ဖန်တီးမဲ့ဥပမာ Amelia Earhart Lee Atlantic ကိုဖြတ်တဲ့လင်းမှုဆိုရင်သူကတတိယမြောက်ဒါပေမဲ့ပထမဆုံးအမျိုးသမီးလင်းမှုဆိုပြီးလူဒီတိကြတယ် သူ့ category သူ့ fan ဒီသွားလာ။ Oh ဟုတ်ကဲ့ဟုတ်ကဲ့။မရှလိုဘီယာကလည်းအဲ့လိုမျိုးလားပထမဆုံးပြည်တွင်းထုတ်ဈေးမင်ဘီယာဆိုပြီးဟုတ်ပါတယ်ဟုတ်ပါတယ်။နောက် Dell computer ဆိုရင်လည်းသူကဖုန်းနဲ့ computer ရောင်းတဲ့ပထမဆုံးကုမ္ပဏီဆိုပြီးနေလာယူခဲ့လေလေ။ကိုယ့်ကနေပဲတစ်ချတာပေါ့။ဟင်းဒါမှမဟုတ်ရင်ကောတခြားနီလားရှိသေးလား။ရှိတာပေါ့ဥပဒေကို The law of the opposite ။ဥဆောင်နေတဲ့ပြိုင်ပွဲရဲ့စန့်ကျင်ဘက်ဖြစ်ရည်လိုက်တာ။စန့်ကျင်ဘက်ဆိုတော့ Pepsi နဲ့ Coke လိုမျိုးလား။အဲ့ဒါကွက်တီးပဲ။ ကိုကအစင်အလား o reliable ပုံစံချင်းနေချင်းမှာ Pepsi ကလူငယ် new generation ဆိုပြီးထွက်လာတာလူတွေကအများအားဖြင့်ခေါင်းဆောင်စီကပဲဝယ်ချင်တာမဟုတ်ဘူးလေတချို့ကခေါင်းဆောင်မဟုတ်တဲ့ဒုတိယစီကဝယ်ချင်ကြတယ်အဲ့ဒီဒုတိယအုပ်စုကိုဆွဲဆောင်ဖို့ခေါင်းဆောင်ရဲ့စန့်ကျင်ဘက်လိုရတာအဲ့ဒီစန့်ကျင်ဘက်ယက်တီမှုမှာကောအမ်တတိထရမှာမျိုးရှိတယ်လားရှင်ရှိရပေါ့အရေးကြီးတာကကိုယူဝင့်စန့်ကျင်ဘက်ရည်တွေး attribute ပေါ့လေအဲ့ဒါကထီရောက်ဖို့အထေးပဲရှိဖို့လိုတယ် ဆိုပါတော့ဘာဂါကင်းက McDonald's ကိုပြိုင်ချင်းတယ်ဆိုရင် McDonald's ကမြန်နာကိုအသာပေးတာနော်ဟုတ်တယ်အဲ့ဒါကိုဘာဂါကင်းကလိုက်ပြီးငါတို့လည်းမြန်တယ်လွတ်လို့မရဘူးအဲ့ဒီနေရာကို McDonald's ကပိုင်သွားပြီဒါပေမဲ့ McDonald's ကဘသူ့ကိုအထေကပြင်မှထားလဲကလေးတွေ Happy Meal တို့ဘာလို့ ਨੇ မန်တယ်အဲ့ဒီတော့ဘာဂါကင်းက McDonald's ရဲ့စန့်ကျင်ဘက်ကလေးတွေတော့မဟုတ်ပဲလူကြီးတွေ grown ups တမမဟုတ်ဆယ်ကျော်ထက်အထက်ကြီးတို့ဘာဂါဆိုပြီးပုံဖော်ရဲ့ပေါ်လို့ဖြစ်နေတာပေါ့ကိုပြိုင်ဘက်ရဲ့အားနေချက် သူလက်ထာထားတဲ့နေရာကိုပိုင်းပိုင်းနိုင်နိုင်ထိုးဖောက်ရမှာသဘောပေါက်ပါပြီတော်တော်စိတ်ဝင်စားဖို့ကောင်းနေနော်နောက်ထပ်ကုမ္ပဏီတွေမားတတ်တဲ့အမအတစ်ခုကတော့စောက်ထမဥပဒေစနစ်ဆိုတာပါတယ်နော် line extension အိုအဲ့ဒါကတော့တကယ်ကိုအဖြစ်များတဲ့အမပဲ the law of line extension အောင်မြင်နေတဲ့အမတ်တန်စိတ်နာမည်တစ်ခုကိုယူပြီးအဲ့ဒီနာမည်အောင်မှာထောက်ကောင်အပတ်တွေအများကြီးထုတ်တာဥပမာ A1 steak sauce နာမည်ကြီးတော့ A1 poultry sauce ဆိုပြီးချက်သား sauce ထုတ်တာမျိုးပေါ့ဟုတ်ပါတခြားအများကြီးပဲ Miller High Light ဘီယာနာမည်နဲ့ Miller Light ထုတ်တာ IBM က PC အောင်မြင်တော့ IBM PCJR ထုတ်တာအများကြီးပဲအဲ့လာကဘာလို့မားလာလဲရှင်အယောင်တက်နိုင်တာပဲမဟုတ်လား You do မာတော့ဟုတ်တယ်လို့ထင်ရတယ်ဒါပေမဲ့ရေရှင်းမှာအဲ့ဒီအမတန်စီရဲ့မူလတဲ့ပဲသူ့ရဲ့အားတာချက်ကဝေဝါးတွားရောဘာကိုအတိတ်ကကိုးစားပြုမှန်မတည်တော့ဥပဒေစပစ် the law of perspective အရာပေါ့လေပြိုင်ဆိုင်မှုများလာတဲ့အခါအဲ့ဒီလို brand ကြီးရက်တည်ဖို့ခတ်တွားရော Volkswagen ကဘီတော်နဲ့အောင်မြင်ပြီးမှတခြားကားအမျိုးအစားတွေမှာအဲ့ဒီနေမဲ့လိုက်သုံးရင်ဒုက္ခရောက်သွားတာမျိုးလားအဲ့ဒါလည်းဥမာတစ်ခုပဲသူ့ရဲ့အမှတ်တံစီအားတချက်ကမြင့်မိန်သွားတယ်ဒီတော့အဲ့ဒီ lining sanction 66ကိုရှောင်းဖို့ဥပဒေ73 the law of sacrifice ကအရေးကြီးလာတယ် sacrifice ဆွန့်လွတ်ခြင်းပေါ့ဘာကိုဆွန့်လွတ်ရမှာလဲတစ်ခုခုကိုရဖို့တစ်ခုကို stay ရမယ်ဆိုတဲ့သဘောပဲအာယုံစရမယ်ထုတ်ကုန်လိုင်းကိုကြီးမြောင်းအောင်လုပ်တာမျိုး FedEx ဆိုရင် ညတွင်ချင်းပို့ဆောင်ရေးတခုတည်းကိုပဲတေချာအာယုံစိုက်ခဲလို့အောင်မြင်ခဲ့တာ။အော်ဟုတ်ကဲ့။ဒါမှမဟုတ်ပြင်းမဲ့ဇီဝတ်ကိုကျင့်အောင်လုပ်တာ။ Pepsi ကစေဂျောသက်တီကိုပဲအဓိကထားခဲ့သလိုပေါ့။ဒါမှမဟုတ်ကိုယ့်ရဲ့ယက်တီချက်ကိုမပြောင်းလဲပဲတတ်သမတိထင်ထင်တာ။အရာအားလုံးကိုလူတိုင်းအတွက်ချစ်အောင်ကြိုးစားနေရင်ဘာမှဖြစ်မှာမဟုတ်ဘူး။ focus လို့ရမယ် sacrifice လို့ရမယ်မှတ်သားစရာပါပဲ နောက်ဆုံးအနေနဲ့ကတော့အောင်မြင်မှုတတိပြုရမယ့်အချက်တွေပေါ့လို့အောင်မြင်မှုကမာနဖြစ်လာတတ်တယ်ပြီးတော့အဲ့ဒီမာနကကြာရှိုးမှုရှိဥတီကြတဲ့ဆိုတာဥပဒေ၁၈ The Law of Success ဟုတ်ပါတယ်ကိုယ့်ရဲ့အောင်မြင်မှုကြောင့်ကိုယ့် judgment ကိုပဲအမှန်ထင်လာတတ်တယ်ဈေးကွက်ရဲ့အတန်ထက်ကိုယ့်အတန်ကိုပိုနားထောင်မိတာပေါ့ Donald Trump ကသူ့နာမည်ကို အောင်မြင်မှုသင်္ကေတဆိုပြီးအစာအုပ်ရောလေကြောင်းလိုင်းရောကာစီနိုရော နေရကတုန်ကေရာမျိုးလေအော်မီနိုင်အဲ့လိုလုပ်လို့မရဘူးညပနာကတ်ကိုလည်းချိုးတင်ခမတ်လို့မရဘူးဥပဒေ67 the law of unpredictability မီဒီယာမှာပြောနေလာတွေကလည်းအမြဲတမ်းအမှန်မဟုတ်ဘူးဥပဒေ20 the law of hype အဲ့ဒါလည်းတတိပြုရမယ်ပေါ့နော်ဟုတ်ကဲ့ကိုယ့်အစည်းအဝေးကကောင်းတယ်ထင်ပေမဲ့ပြိုင်ဘက်ကဘလို့တုံပြံလဲဆိုတာမသိနိုင်ဘူးဈေးကွက်ကဘလို့ပြောင်းသွားမလဲမသိနိုင်ဘူး hype ဆိုတာကလည်းခဏပဲတကယ်အလို့ဖြစ်ဖို့ကအဲ့ဒီ hype မဟုတ်ဘူး ခိုင်မာတဲ့ဈေးွက်အခြေခံမှုတွေလို့တယ်။ကောင်းပါပြီရှင်။ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်တော့အဓိကကတော့ဈေးွက်ရှာဖွေရေးဆိုတာထုတ်ကုန်ရဲ့အရေးသွေးထက်ဝယ်သူရဲ့စိတ်ထဲကအမြင် perception တိုက်ပွဲတာဖြစ်တယ်ဆိုတာပါပဲ။ဟုတ်ကဲ့။ပြီးတော့ပထမဆုံးဖြစ်ခြင်းအထူးသဖြင့်စိတ်ထဲမှာပထမဆုံးဖြစ်ခြင်းရဲ့အရေးပါပုံ။ကိုပိုင်ကန်တာဖန်တီတာဒါမှမဟုတ်စန်ဂျင်ဘက် opposite နေရာကိုရှာဖွေတာ။ အမတ်တန်စေတိုးချဲခြင်း line extension ရဲ့အန်ဒီရဲ့ကိုတတိပြုရမှာရဲ့နောက်ဆိုးတစ်ခုခုကို stay in chain sacrifice အယုံဆိုင်ချင်းရဲ့တန်ဖိုးတွေပေါ့ဒါတွေကအဓိကအချက်တွေပါပဲဒီနေရာမှာတရားတွေကတကယ်ပဲအချိန်တိုင်းမှန်ကန်နေမဲ့သဘောရှိရယ်နော်ဒါတွေကိုနားလေလိုက်နာနိုင်ရင်ဈေးကွက်မှာရေးရှည်အောင်မြင်မှုရဖို့အခွင့်အလမ်းပုံများလာမယ်လို့ယူဆရတယ်တခြားပါတယ်ဒါတွေကအခြေခံအုတ်မြစ်တွေပါပဲ တဲ့အဆုံးသတ်အနေနဲ့စဉ်းစားစရာတွေတခုလောက်မေးဖို့ထုတ်ကြည့်ချင်ပါတယ်။ဒီနေရာမော်ရီထဲကဥပဒေ16 The Law of the Single Ball Stroke အရာပေါ့လေ။ကိုယ့်ရဲ့လက်ရှိစီဝါရဲဒါမှမဟုတ်အလုံးမှာထူးထူးခြားခြားရလက်ကောင်းလေရဖို့လှုပ်ဆောင်နိုင်မဲ့တခုတည်းသော ရေးရင်တဲ့ခြေလမ်း Single Ball Stroke ကဘာဖြစ်နိုင်မလဲ။อืมစဉ်းစားစရာပဲ။အဲ့ဒီခြေလမ်းကလက်ရှိလုံနေကြပုံစံတွေကိုယုံကြည်ထားတာတွေကိုစန့်ကျင်နေရင်တောင်မှပေါ့။အဲ့ဒီလိုရေးရင်တဲ့ခြေလမ်းတခုကိုရှာတွေ့ဖို့လိုရဲဆိုတဲ့သဘော။ဟုတ်ကဲ့။ အဲ့ဒီမေဟုံးလေးနဲ့ပဲဒီနေ့ဆွေးနွေးမှုကိုအဆုံးသတ်လိုက်ပါစေနောက်ထပ်လည်လာမှုတွေမှာပြန်ဆောင်ကြပါမယ်ရှင်ဟုတ်ကဲ့ပြန်ဆောင်ကြတာပေါ့ကင်နာ